မြမစာပေပြည်သက်များမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ဥကျော်ဟင်းရဲ့လက်ဆတ်တတ်တော့လောကမှာအလုတ်တစ်ခုလုတ်တဲ့ရင်အဲ့ဒီအလုတ်ကိုကျွမ်းကျင်သွားရင် ချမ်းသာလာနိုင်စရာအကြောင်းရှိတာကိုဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးချင်ပါတယ်လောကမှာချမ်းသာတဲ့လူတွေအကုန်လုံးကပညာတတ်တွေဟုတ်ရဲ့လားပညာမတတ်ဖဲနဲ့ချမ်းသာနေတဲ့သူကမရှိဘူးလားဆိုပြီးရှာလိုက်တဲ့အချိန်မှာ အများကြီးတွားတွေ့တယ်။လက်စတတ်တော့လောကမှာအလုပ်တစ်ခုလုပ်တတ်ရင်လဲအဲ့ဒီလုပ်ကိုကျွမ်းကျင်သွားရင်လဲချမ်းသာလာနိုင်စရာအကြောင်းရှိတယ်ဆိုပြီး60ခုနှစ်အဖြူအမဲကနေကာလာအယောင်ဆုံးအထိဗီဒီယိုဇာတ်လမ်းတွေကိုအားပေးခဲ့တဲ့ပရိသတ်တွေရဲ့နှလုံးသားပုဂ္ဂိုလ်အမိအယလွမ်းမိုးဆွဲငယ်ယူဆောင်နိုင်ခြင်းရှိတဲ့ဆွေဆောင်ရအမှုပညာရှင်မင်းသားကြီးဦးကျော်ဟင်းကဟောပြောပွဲတစ်ခုမှာပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကျော်ဟင်းလို့ဆိုလိုက်ရင်လူတွေအားလုံးကဇက်ရုပ်ပေါင်းများစွာကိုပိုင်နိုင်ပြီးပြည်စုံလုံးနဲ့မင်းသားကြီးတလဲလို့အရင်ကပြည်မြင့်သွားတတ်ကြပေမဲ့တကယ်တော့ဦးကျော်ဟင်းဟာစာပေတွေကိုလည်းရေးသားထုတ်ဝေသူစာရေးဆရာတစ်ယောက်လည်းဖြစ်နေပြန်ပါသေးတယ်။ဝါရင်တပါရင်မင်းသားကြီးဦးကျော်ဟင်းရေးသားထားတဲ့ခွဲခွာရပြီဆိုရင်မိသည့်ခွဲခွာရခြင်းမျိုးမဆိုနာကျင်ထိခိုက်သည်သာဖြစ်သည်ဟုကျွန်တော်ကြားဘူးပါသည် ယခုမှကျွန်တော်ကြားဘူးတလို့ခံစားနေရပါပြီကျွန်တော်ခံစားရသည်မှာနှလုံးသားကအနာနှလုံးသားအနာဆိုသည်မှာစိတ်အနာစိတ်ဝေဒနာအတွက်ဖြည်းဖြည်းရာမရှိပါဖြည်းဖြည်းရာမရှိတော့စိတ်ဝေဒနာဤထွက်ပေါက်ဖြစ်ဒီစာအုပ်ကိုကျွန်တော်ရေးပါသည်ကျွန်တော်ရေးမိပါသည်ဆိုတဲ့စကားလုံးအဆက်ချိုးပြည်ပြည်ကောင်းမွန်လာတဲ့ ကျွန်တော်ကိုစားပြောပေးပါလုံချင်းဝိထုကိုရေးသားခဲ့တယ်လို့လက်ရှိအိမ်တော်ဘက်မိမတယောက်နဲ့တရားဝင်ပြောချင်တယ်မင်းတို့အဖေနာကိုဘသူမှမလာရ မနေရမကက်ရမကြည့်ရစကားမပြောရမချစ်ရဒါပေမဲ့အဲ့ဒီစကားတွေမပြောပြခဲ့ဘူးမင်းတို့အဖေမကြိုက်မှဆိုလို့ညှို့ညင်မှဆိုလို့မင်းတို့အဖေမျက်နှာချောချောကြီးပေါ်မှာစိတ်ဆိုးတဲ့အမူအရာတွေ စိတ်ပြတ်တဲ့အမူအရာတွေမထင်စေခြင်းဘူးမင်းတို့အဖေမျက်နှာနဲ့မလိုက်လို့မအောင်မြင်ဘူးတားရီအမေကဘာမှ မပြောတော့မင်းတို့အဖေကဘာမှမသိဘူးအမေသဘောထားအမှန်ကို မသိတော့ပထမအုပ်စုလာခြင်းကိုမင်းတို့အဖေကမတားတော့ဘူးမတားတော့ပထမအုပ်စုက တောက်လျှောက်လာနေတော့တာပဲဘေးမြင်မှာတော့အမေသဘောထားကြီးတယ်တဲ့ဘယ်ကသာသဘောထားကြီးနိုင်မှာလဲအမေရင်ထဲမှာ နီးလောင်နေတာဟေသူတို့ရောက်လာပြီဆိုရင်လူတက်ချင်နေတဲ့စိတ်ရိုင်းတွေအမေ့ရင်ထဲမှာရောက်ရောက်လာတယ်မင်းတို့ဖေပြောနေတာကိုမြင်ရပြန်တော့အမေ့ရင်ထဲငြိမ်းချမ်းတယ်ဒီလိုစန့်ကျင်ဘက်ခံစားမှုတွေရှင်ဘက်တစ်တာတွေထည့်ပြီးတော့ခတ်သိမ်းထားခဲ့တာဒီနေ့အထိပါပဲဆိုတော့ကျွန်တော်အမေဒုတိယလူဒေါ်ချူချူအသက်69နှစ်ဝတ္ထုတို့ကိုထည့်သွင်းရေးသားထားတဲ့ ရောင်စုံအပိုင်းစာလေးများဝိထုတို့ပေါင်းချုပ်ကိုလည်းထုတ်ဝေရေးသားခဲ့သူတူပဲဖြစ်ပါတယ်။နောက်ထပ်ဥကျော်ဟိန်ရေးခဲ့တဲ့ဝိထုတွေကတော့စိတ်တပြ၊ကွယ်လွန်သူတွေအတွက်အမတ်တရစာ၊ကျော်ဟိန်ဤနှစ်ပေါင်း40တမိုင်းတယုံဆောင်ကျန်းရေးသားသူကျော်ဟိန်လုံးဝအဖြူရုပ်ပြဇာတ်လမ်းစာအုပ်ပတုကျော်ဟိန်အကြောင်းစသဖြင့်စာအုပ်စုစုပေါင်း6အုပ်ကို ရေသားထုတ်ဝေခဲ့သူဖြစ်တဲ့အပြင်တချင်းခွေပေါင်း14ခွေကိုလည်းတီဆိုပြီးအမှုပညာအရေးသွေးရှမ်းရှမ်းတောက်စွာနဲ့ပေါင်းမြောက်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ငကိုကလေးကမင်းသားဖြစ်ဖို့ဝေးဖွာလာခဲ့တာပါဆိုတဲ့ဥကြော်ဟင်းကို1948ခုနှစ်ဇူလိုင်14ရက်တနင်္လာနေ့မှာအငိမ့်စားခရရဲဝန်အဖဥကျုံမောင်စိန်အမိတော်ချူချူတို့ဇနီးမောင်နှံနှစ်ဦးကနေရန်ကုန်မြို့စမ်းချောင်းမြို့နယ်ကြောင်ကုန်းလမ်းမှာ ဝေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။အကယ်ဒမီမင်းသားကြီးဦးကျော်ဟင်းရဲ့နာမည်အရင်းကတော့ကျော်သေးဖြစ်ပြီးငယ်နံမီကတော့ကျော်ကြီးလို့ခေါ်တွင်ပါတယ်။ဦးကျော်ဟင်းဟာသားသမီး6ယောက်မှာစတုထမြောက်သားဖြစ်ပြီးတော့ငငယ်ကအလွန်ဆိုးတဲ့ကလေးဖြစ်ပေမဲ့စာအရာမှာတော့အလွန်တော်တယ်လို့မှတ်ချက်ပြုရသူတူလည်းဖြစ်ပါတယ်။ဒိတ်ဒိတ်ကျဲတရုတ်ဆောင်ဦးကျော်ဟင်းဟာ1968ခုနှစ်2008ခုနှစ်အထိနှစ်ပေါင်း42နှစ်အတွင်းရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားပေါင်း 225ကားဗီဒီယိုကားပေါင်း362ကားရှိပြီးဒရိုက်တာမင်းသားဇညွန်ရည်သူကြောင်ညာတွေမှာလဲထွန်းပေါက်သူအပြင်တက်တစ္ဆမင်းသားမင်းသမီးတွေကိုလဲအောင်မြင်စွာရှေ့ဆောင်လမ်းပြကအမှုပညာဆင်မြင့်ပေါ်သို့ဆွဲခေါ်တင်ပေးတဲ့ဆရာတစုအဖြစ်အမှုပညာလောကမှာဟိုးလေးတကြောကြောကြော်ကြားခဲ့သူတူလဲဖြစ်ပါတယ်နောက်ထပ်တစ်ဖန်ကျွန်တော်ကို ကျွန်တော်သိအောင်လုပ်တယ်ငါကဘာတူလဲဆိုပြီး ကျွန်တော်ကိုကျွန်တော်မေးတဲ့အချိန်မှာကျွန်တော်ကအစွဲလမ်းအရန်ကြီးတယ်တခုခုလုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်တတ်တယ်လို့အကယ်ဒမီကျော်ဟင်းဟာခိုင်မြဲစွာ ပြောဆိုတတ်ပါသေးတယ်ဦးကျော်ဟင်းဟာ1980ပြည့်နှစ်ကနေရုပ်ရှင်မင်းသမီးဆန္နာနဲ့အတူဖူးစာဆောင်ဇာကားနဲ့ရုပ်ရှင်လောကတည်းသို့ဝင်ရောက်ခဲ့ကအကာကအချစ်အနှစ်ကမြတ်တာမိုးတဲ့ချိန်တွင် နေဝင်သည်ပန်းမြိုင်လေကဥယျာဉ်မှုနေကမွေးတဲ့လား အစရှိတဲ့ဇာကားတွေနဲ့အမျိုးသားဆက်ဆောင်စု၄စုကိုတော့၎င်းဝီလဲမွေးကျွေလဲမွေးဇာကားနဲ့ဇက်ပိုစုတစုကို၎င်းရရှိခဲ့ရာစုစုပေါင်းအကယ်ဒမီ၅စုနဲ့မြမပြည်သူ လူထုတရက်လုံးရဲ့ချစ်ခင်လေးစားခြင်းခံရတဲ့မင်းသားကြီးတယောက်အနေနဲ့ယနေ့အချိန်ထိပြောစမှတ်တွင်ကျအောင်မြင်နေစေပဲဖြစ်ပါတယ်။ဥကျော်ဟင်းဆိုပြီးမအောင်မြင်ခင်ကတည်းကအဲ့ဒီခေတ်အခါရဲ့အအောင်မြင်ဆုံးရုပ်ရှင်မင်းသမီးဆန္ဒနဲ့လက်ထပ်ထိမ်းရခဲ့ပြီးတော့ စိမ့်စိမ့်သူဆိုတဲ့တမီလေးတူကိုဝေးဖွာခဲ့ပါတယ်။ရုပ်တံကြော်ညာတွေမှာတရုပ်ဆောင်ကြီးအများဆုံးရရှိခဲ့သူရုပ်ရှင်မင်းသားဒါရိုက်တာအဆိုတော်စာရေးဆရာအပြင်ဦးကျော်ဟိန်းဟာငယ်စဉ်ကအိမ်ကြီးဘဝနဲ့လမ်းပေါ်မှာလေလွင့်ခဲ့ဘူးသလိုစိန်ကောလီခိုင်းဝင်တူအဖြစ်နဲ့လည်းနေထိုင်ခဲ့ပြီးတော့နောက်တစ်ဖန်ရေတပ်မှာတနှစ်နဲ့ရှစ်လတိတိတာဝန်ထမ်းဆောင်ခဲ့ဘူးသူတူအဖြစ်ဘဝစာမျက်နှာတွေကိုတဘာဝကြကြနဲ့ စုံလင်စွာဖျက်သန်းခဲ့သူတူလည်းဖြစ်ပါတယ်။ဒါအပြင်ရုပ်ရှင်မင်းသားကြီးကျော်ဟင်းကိုယ်တိုင်တရုတ်ဆောင်ရိုက်ကူးခဲ့တဲ့စိန်သူမဟုတ်စိန်ဇာကားမှာကြော်ညာဒီဇိုင်းပိုစတာတွေအားလုံးကို သူကိုယ်တိုင်နေမင်းထိတ်ခေါက်အမည်နဲ့ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ကြော်ညာဒီဇိုင်းတွေကိုယနေ့ခေတ်အခေါ်အရတော့လူငယ်တွေကြားအတံမွေးဝမ်းကြောင်းတစ်ခုဖြစ်ရေပန်းစားနေတယ်။ graphic design လို့ပြောလို့ရတာကြောင့်တစ်ခေတ်တစ်ခါက မင်းသားကြီးကျော်ဟင်းကိုသူ့အတွေးခေါ်တွေကအယံပြေးတယ်လို့ဘာကြောင့်တတ်မှတ်တင်စားကြတယ်လဲဆိုတာသိရှိနားလည်သွားကြမယ်ထင်ပါတယ်။ဥကျော်ဟင်းရဲ့နောက်ထပ်ဘဝစာမျက်နှာအသစ်ကတော့2008ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကနေစတင်ပြီးရုပ်ရှင်လောကကနေအနာယူကဥကိတိတာရာဘွဲတော်နဲ့ယဟန်အဖြစ်ကိုအသွင်ပြောင်းခဲ့တာလို့ဆိုလို့ရပါတယ်။ဦးကိတိတာရာအနေနဲ့လဲစာပေများရေးသားထုတ်ဝေခဲ့ပြီး ကလောင်အမိကတော့ ဥကိဋ္တိတာရခိတ္တ32ပုံပဲဖြစ်ပါတယ်။တဘာဝတယုတ်ဆောင်မင်းသားကြီးဥကျော်ဟင်းရဲ့ကြီးအောင်ဆောင်တော်ထောင်ရုပ်ရှင်ဇာတ်ကားကတော့လူကြိုက်အများဆုံးနဲ့ပြိတ္တတခန့်နဲ့အားပေးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီးတော့အမှုပညာလောကကိုနှုတ်ဆက်ထွက်ခွာမသွားမီရိုက်ကူးခဲ့တဲ့ဥကျော်ဟင်းရဲ့နောက်ဆုံးရုပ်ရှင်ကားကတော့ကျိုးတန်လို့အမည်ရပါတယ်။ဥကိဋ္တိတာရခေါ်ဥကျော်ဟင်းဟာရဟန်းဘဝနဲ့ပဲ2020ခုနှစ် ဇူလိုင်လ17ရက်နေ့ဩစတြေးလျနိုင်ငံကမ်ဘာရာမြို့မှာပြန်လည်တော်မူသွားခဲ့တာပဲဖြစ်ပါတယ်။ပြန်လည်တော်မူခဲ့စဉ်ကဥကျော်ဟင်းရဲ့အချစ်ဆုံးတူသားဖြစ်သူရုပ်ရှင်မင်းသားကိုသားကြီးခေါ်ဒွေးကွယ်လွန်ခြင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်နေရဲလာတို့ဟာထတ်တူညီခဲ့တာကြောင့်ကြားသိသူလူပရိသတ်အပေါင်းတို့ကလည်းသူတို့နှစ်ဦးရဲ့တန်ရောစဉ်ခိုင်မာမှုကိုအံ့ဩခဲ့ကြရပါသေးတယ်။ ဒီကနေ့မြမစာပေကတင်ဆက်ပေးသွားတာကတော့တခိတခါကထင်ပေါ်ကြော်ကြားလှသလိုယခုချိန်ထိလူကြိုက်များရေပန်းစားနေစေဖြစ်တဲ့စာရေးဆရာကြီးဦးကျော်ဟိန်းတဖြစ်လဲပြည်သူချေအကယ်ဒမီရုပ်ရှင်ဒါရိုက်တာမင်းသားကြီးရဲ့အကြောင်းကိုပရိသတ်တွေကြားအလွမ်းမောတွေပြည်ရောလို့ပြည်ရောညာရည်ရွယ်ချက်နဲ့ကျွန်တော်တို့မြမစာပေကပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်များမှာလဲဒီလိုအကြောင်းအရာတွေကိုထပ်မံမျှဝေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့မြမစာပေ YouTube channel နဲ့ Facebook page တို့ကို like and subscribe ပြုလုပ်ပေးသွားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။